မြန်မာပေါ်ဆန်းကိုခင်မီထုတ်ပုံးမှုပုံစံများဖြင့်နိုင်ငံတကာဈေးကွက်သို့တင်ပို့ရောင်းချရန်စီစဉ်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာပေါ်ဆန်ကိုခိမီထုတ်ပိုးမှုပုံစံထွေနဲ့နိုင်ငံကဆေးကွက်သူတင်ဖို့ရောင်းချဖို့စီစဉ်နေတယ်လို့မြန်မာနိုင်ငံစံစပါအတင်းချုပ် MRF ကနေသိရပါတယ်။အဲ့ဒီလိုရောင်းချရမှာအယောနှောကင်ပြီးပစ္စည်းမှန်အရည်အသွေးမှန်ဈေးနှုန်းမှန်ထည့်မြန်မာပေါ်ဆန်မှုရဲ့ဖြစ်နိုင်ငံကဆေးကွက်ကိုခိမီထုတ်ပိုးမှုပုံစံထွေနဲ့တင်ဖို့ရောင်းချသွားဖို့စီစဉ်နေတယ်လို့ဆိုပါတယ်။ ပေါ်ဆန်းစပားမျိုးရဲ့မူရင်းဌာနေဟောင်းအေယဝတီတိုင်းဒေသကြီးဖြစ်ပြီးအေယဝတီပေါ်ဆန်းတခေဆန်းပြီးအနံ့အရသားနဲ့အရေအသွေးကောင်းမွန်စေရအတွက်ကြိုးပမ်းနေတယ်လို့သိရပါတယ်။တောင်သူတွေပေါ်ဆန်းစပားကိုတွင်ချဲစွာစိုက်ပျိုးချဖို့လိုအပ်တဲ့နည်းပညာတွေပြန်ပွားစေဖို့ရည်ရွယ်ပြီးလဲပေါ်ဆန်းနယ်ပတ်သက်တဲ့ဆွေးနွေးပွဲတွေကျင်းပနေတယ်လို့သိရပါတယ်။ဒါအပြင်နိုင်ငံသက်ဝမ်းမှာပေါ်ဆန်းဆိုင်အေကတက်တန်းခွဲခန့်တာရှိပြီး MRF အနေနဲ့ ဲ့မြမပေါ်ဆန်းကို နိုင်ငံတကာဆေးကွာမှမြမအမှတ်တစိတ်တစ်ခုအဖြစ်မြင့်တင်လိုထားကြောင်းဒေတာဆိုင်ရာအညွှန်းရရှိရေးဆောင်ရွက်နေပါတဲ့လရှိမှာနိုင်ငံတကာဆေးကွာကိုအမထငစိန်အုပ်စုဝင်ထွေးဖြစ်တဲ့စင်တူခတီထရှင်ယဒနာတို့ကရင်မထုံးပူ GW 11အပါဝင်စံချန်းတွေကိုသာအဓိကသင်ဖို့နေပြီးရွှေဘူပေါ်ဆန်းကိုတော့ပြပရောက်မြမတွေစားသုံးဖို့အနှဲငယ်သင်ဖို့နေတယ်လို့သိရပါတယ်ရှင်။